ားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့1965ခုနှစ် February ငွေတာရီမဂဇင်းမှာရေးသားဖော်ပြခဲ့တဲ့ဆီယာမမမြခတ်ရေးသားထားတဲ့ပန်းများမမွေသောမြေဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနားဆင်ခံစားကြည့်ပါရှင်။ပန်းများမမွေသောမြေ ပြိုလေးရုံငန်းဦးယုံကူးလို့ပြေကြည်လိုက်ကြဟေတောင်ကြီးမှာရွှေယုံနက်ကဲထိတ်ကွက်နေလီစံနေရသာမှန်မှန်ပေါ်ထွက်လာသည်နှင့်အမျှကလေးများဤအတန်ညင်ညီမှလည်းตาရလှပြီးတောင်းတချင်းမှာကောက်ဆိုင်ဘုံကြီးတန်ဖြစ်တော်လဲဘုံမပါနှဲပလာနှင်းပင်နားထောင်ကောင်းလာ၏တချင်းဤအတိတ်ဘယ်ကိုမူကလေးများသဘောပေါက်ကြမည်မဟုတ်ပေ တို့ရာတွင်သူတို့ရွယ်နှင့်ညီညာအောင် ဆိုရက်တီကပင်ချီကျူးစရာပင်တချင်းလိုဟန်နှင့်ဆိုရသည် ဖြစ်ရာတချင်းဆုံး၌ထိတ်ပေါ်တွင်လက်နှင့်ဝိုင်းကွက်ပြကြရင်မိမိတို့ဆိုင်ရာဆရာဆရာမများကိုလှန့်ကြည့်ကြသည်သူတို့အရွယ်ကလေးများမှအတိမတ်ပြုခြင်းကို ခံယူလိုကြ၏မျက်နာများသည်နတ်သားများလိန်ထား၍ဖွေးဖြူနုနယ်နေကြသည် အပြည့်နာကင်းသည်ဖြင့်ကြည်လင်နေသည် သူတို့ဤမျက်နှာများသည်တဘာဝအလျောက်ချစ်စပွဲတင့်တဲလှပကြ၏ဤရွေ၌စိတ်ညစ်စိတ်ဆွေးကင်းရှင်းကြ၏လူတယောက်ဤအတင့်တဲဆုံးအချိန်သည် အပြည့်ကင်းစင်သောကလေးငယ်ဘဝသာသည်အစိမ့်စင်စကက်ခေါ်ခေါဝင်ပြက်သို့မဟုတ်ခေါဝင်ပေါင်းပြီးအပေါ်အင်းကြီးဖြူဖြူများသည်သူတို့မျက်နှာနုနုကလေးများနှင့်လိုက်ဖက်လာ၏ပညာရေးတက္ကသိုလ်တွင်ပညာရေးဝိဇ္ဇာရ၌ ကလေးသူငယ်တိုးတက်ဖွံ့ဖြိုးရေးဘာသာရပ်ကိုရွေးချယ်သင်ယူနိုင်၏။ဤဘာသာကိုသင်ယူပါကသူငယ်ရန်ကလေးများ၏အသိဉာဏ်ကိုလေ့လာဆန်းသပ်ကြရသည့်ဖြစ်၍လူတဦးလျှင်ကလေးတယောက်စီရွေးချယ်ရသည်။ကလေးများမှာဆရာဖြစ်တဲ့လေ့ကျင့်ရေးကျောင်းမှဖြစ်ကြ၏။ကလေးများကလည်းမိမိတို့ဆရာဆရာမများ၏အလေးယူမှုကို ခံယူလိုကြ၏။ဆန္ဒရတည်နေသောဆရာမ၏လက်တံကိုနားထောင်၍ တခြင်းမျိုးမျိုးကိုပြောင်းဆိုပြီးဟန်ပန်မျိုးမျိုးလုပ်ပြနေကြရတော့လေမျက်လုံးများကမူမိမိတို့အားစမ်းသက်လေလာသည့်ဆရာများထံသို့သာရောက်နေကြသည်သူတို့ဘဝသည် မိုးစံပန်နှင့်လမ်းနေကြလေတကားပဲပဲကိုရီးစားစာပေးလို့တဲ့ကျမသည်ကြားရချက်ကြောင့်ပင်သက်ရှိုင်လိုက်မိသည်ဟေးဘယ်သူကဘာဖြစ်လို့လဲပေါ့စပဲပဲကိုចောင်းကောင်လေးကစာပေးလို့တဲ့ ဒါနဲ့ငိုပြီးပြန်လာတယ်။ဟေးကြံကြံဖန်ဖန်ရဲ့။ဤမျှသာကျမပြောနိုင်၏။အိမ်တို့ဝင်မရောက်သေး။ဝင်းချံဂိတ်တို့သာရောက်သေး၏။ကြာရချက်က မတက်တာလှချေ။ကျောင်းတွင်ကြားခဲ့ရသောရွှေယုံနက်ကဲထိတ်ကွက်နဲ့လီဆိုသည့်အတန်ထိတ်ပေါ်သို့လက်နှင့်ဝိုင်းကွက်ပြသောဟန်ပန်များသည်မျက်စိနားထဲမှပျောက်ထွက်ကုန်ကြပြီအိမ်တို့သာအမြန်တုတ်ချေတင်ရ၏ ကြည်ကြည်ဘလို့ဖြစ်လာတာလဲမပြောချင်ပါဘူးမမိုးရဲ့ငါမင်းနဲ့ကြံဖန်ဖြစ်ဆိုးရတယ်ကွယ်ဘာဖြစ်လို့လဲကြည်ကြည်ရဲ့ပဲပဲကိုစားပေးတယ်ဆိုဘဲကဖြစ်ဆိုးရပြန်တာလေအဲ့ဒါအဖြစ်ဆိုးတာပေါ့မမိုးရဲ့ဘဲနဲ့ကွယ်ပဲပဲကခုမှရှစ်နှစ်ရှိသေးတာဒီရွယ်ကရီးစားစားအပေးခံရတယ်ဆိုတော့လူကြားလို့ကောင်းရင်လားကလေးမကြီးအဖွားကရင်ဘတ်စီတီးပြောလေတော့သည်ဟုတ်လေဟုတ်ပါ၏ ပဲပဲဆိုသူမှာခုမှတဒန်းရောက်သေးသောရှစ်နှစ်မြရှိသေးသူသားဖြစ်၏။ကျောင်းတွင်လှထေးမြင်ဟုမှဲ့ခေါ်ထားတော်လဲအိမ်၌မူငယ်မြီပဲပဲသာတွင်နေ၏။သူတို့ကျောင်းလှော်တော်သူကจิตူးနဲ့ပြန်လာတဲ့။အဲ့ဒါဟိုဘနာကတန်ချောင်းကပဲပဲနင့်ငုံကချစ်တယ်ဒီစာယူသွားပါဆိုပြီးစာကောက်တစ်ခုကိုပေးလိုက်တဲ့။သူကလည်းကြောက်ကြောက်နဲ့จิตူးနာအတင်းတို့တော့ ကောင်လေးကသူ့လွယ်ရေးထဲအတင်ထဲ့ပေးလိုက်ပြီးပြန်ပြည့်တယ်တဲ့ကွယ်။တငယ်ချင်းတွေကဝိုင်းစားတော့ပဲပဲရရှက်ရှက်နဲ့ငုံပြန်လာတာပေါ့။ငါနှင်းတော့ခစ်ကြီးကဒန်းကျွဲပင်ပခက်ဆင်တဲ့ခစ်ကိုကြော်ပြီးမြေစာပင်ပခက်ဆင်ရမယ်ထင်ရဲ့။ကြီးကြီးကလည်းတူတူပြောပါ။ကလေးတွေဝိုင်းကြည့်နေကြတယ်ရှက်စရာကြီး။မရှက်နိုင်တော့ဘူးမမိုးကြီး။ကလေးအားလုံးကကြောင်းထဲကတိလာကြတာပါ။ ကျမကစိုးရိမ်တကြီးတားတော့လည်းမရပေ။အတန်ကြဲကြဲဖြစ်သာဆက်ပြောနေ၏။ကလေးပရိသတ်ကလည်းမနေပေ။အိမ်ရှိကန်းတွင်ပြေနေ၏။ကလေးများသည်ထိတ်ခနဲဆိုလျင်စူယုံကြ။တည်နှင်းကြတော့၏။ဘာကိစ္စမဆိုတယုံယုံလှုပ်လိုက်ကြရမှအိပ်ပျော်စားဝင်ဆိတ်ရွှင်ကြသည်။ကျမသည်ကလေးချင်းစားပေးမှုကိုဆန်းစင်မိ၏။ကျမနှင့်မဆိုင်တော့လေ။ကျမစိတ်ဝင်စားသောကလေးငယ်များအကြောင်းဖြစ်နေသဖြင့် ကိုထမင်းကိုစားပြီးအချိန်ဘိုအလုတ်လှုပ်လိုက်မိသည်ပဲပဲသည်ခုမှရှင်းနှင်ရှိသေး၏သူ့ကိုစားပေးသည့်တန်ချောင်းဆိုသူကလေးကာလာသားကလေးမှလည်းစနစ်နှစ်ခန့်သာရှိသေးသည့်သုံးနှံကြောင်းသားဖြစ်၏ပဲပဲကဖြဖြူတွတ်တွတ်ဖြစ်သည်ဖြင့်ချစ်စရာကောင်း၏စကားပင်မပီတတ်သေးပေစကားတော့အလွန်တွက်လေသည် မနက်မိုးလင်းသည်နှင့်ရေချိုးပြီးတနခါဖွေဖွေလူထတော်၏သူ့တနခါညီလာ၍ဂျမကအမဖြစ်သူကိုပင် သူထံတပည့်ခံရန်အကြံပေးမှုသေး၏အဘဲကြောင့်ဆိုသောကျမမသည် ခုထိတနခါညီညီ မလူတတ်သေးသောကြောင့်ဖြစ်သည်ဒီကလေးမမကြံကြံဖန်ဖန်မင်းကလေးတယောက်ဤအကိုညီကြောင့်တန်ချောင်းဆိုသူ ကာလာသားကလေးကို မြင်တွေ့လိုက်ရသည် ကလားကပြပင် မျက်နှာချွန်ချွန်ပဲမိစပင်နှင့်သူကိုယ်သူတော့ဇက်လိုက်ဟူယူစာနေပုံရသည်ပပေကလည်းနောက်နေ့များတွင် ကြောင်းမသွားတော့ဟူညင်းလေ၏သူခင်များရှက်ရှာပေးမည် အရွယ်ပင်ငယ်တော်လဲသူလည်းမိမသားသာဖြစ်၍ဒီကိစ္စမျိုးကိုရှက်ရှားပေးလိမ့်မည်မတက်နိုင်မှုမမိုးရေကြည်ကြည်ကိုရင်လိုက်ပို့ပြီးဆီယာမကိုတသေးချာချာတိုင်ခဲ့ရတယ်။ကောင်လေးကိုရရိုက်သေးလား။ရိုက်တာပေါ့။ဒါပေမဲ့ကြည်ကြည်ကမရိုက်ပါနဲ့လို့တောင်းပန်လိုက်တယ်။နားဝင်အောင်ဆုံးမပေါ့ကွယ်။ဒီရွယ်ကအတုမြင်တက်တဲ့နဲ့ရွယ်ဆိုတော့ဒုံနဲ့ချောက်လို့မကြောက်တော့ဘူး။ပြောတာပြောရတယ်။ဒီရွယ်နဲ့ဆိုဒီလိုပြုတ်မှုတာ အဖြစ်ရိုင်းလွန်းနေជីជីသည်မျက်နာပြက်ပြက်နှင့်တပြင်းချလေ၏ကျမကမူစိတ်ပြက်ပြက်နှင့်အတွေ့နံလာသည်ဒန်းကျွဲပင်ပခတ်ဆင်မိမှာတော့တေချာလှ၏ကလေးရွယ်ပင် ဖြစ်ပါလျက်သူများတကားကြပြလေးစာလေးရွရွပျော်ရွှင်နေချိန်တွင်ရီးစားစာတညို့တထွားနှင့်ဘာကြောင့်ရွှင်မျိုးနေကြပါသနည်းနှုတ်နံမပြောက်သေးသည့်အရွယ်ချင်းချင်းမောင်နှမစိတ်မထားနိုင်မဲအဘဲကြောင့်စိတ်ရိုင်းမွေးမြူရပါသနည်း ထလာသေးရဲ့ပဲ့ပဲ့တို့ဘာဖြစ်သေးလဲကလေးများကြောင်းမှ ပြန်လာချင်းကျမသည်အောက်ထက်ရှိသတင်းပို့သူကလေးတယောက်အားဆက်ဆူလိုက်သည်တန်ကြောင်းအမေလိုက်လာတယ်သူ့သားရိုက်ခံရတာကြားလို့တဲ့ဆရာမကိုတော့ဘာမှမပြောပဲထိထိတို့ကြောက်အောင်တော့ပြောသွားတယ်ဒီရွယ်ပဲမတိလို့ပေါ့တဲ့ဒါမှအပြစ်ယူစရာလားတဲ့ဟေ့မတိလို့ရလားဟုတ်တယ်အမဒီလိုပြောတဲ့ဆိုတဲ့တော်မိခင်မှာ ဒီလိုသားမျိုးမွေးဖွားလာသည်မှာတိတ်တော့အံ့ဩစရာမရှိပေမိခင်ကိုယ်တိုင်ကပင်တာအားဆုံးမရမှန်းမသိသေးလျင်ဒီကလေးအတွက်မှောင်တီးပင်မသိလို့ကျူးလွန်နာပေါ်ဟူသောစင်ချေမျိုးသည် မိခင်မပီတသောအမေများ၏အတုံးနှုံးသာမိခင်ကိုယ်တိုင်ကအတိညာဏ်နဲ့ထိဖြစ်နေခြင်းတွင်တားမှမြည်သည့်နီးနှင်းမြမလိမ္မာနိုင် မျိုးစေမမှန်ကအပွင့်မတန်ခြင်းသာဖြစ်ရမည်ပင် မခင်ဆန်းရဲ့ပေါ့ဆာကိုနားချုပ်ပေးလိုက်ပါမိန်ကလေးတံမဲနားပြန်နေတာဘယ်ကောင်းမှမလဲနင်တို့ကလည်းပူပူဝင်ဝင်ဟဲ့ဟုတ်သေးဘူးလေသူ့ရွယ်ရောက်ရင်ရှက်ရှာမှာပေါ့ဒါကတော့ပူစရာမဟုတ်ဘူးသူ့လင်ပူလိုက်မယ်မခင်ဆန်းရင်ကလည်းတောင်းဝင်မဲ့စကားသိပ်ပြောတာပဲဝမ်းနဲ့လွယ်မွေးရတော့အမေကမပူတော့လေအမြင်မတော်သေးကျမတို့ညီမက ကိုထမင်းကိုစားပြီးသူများသားသမီးကိစ္စကိုဝင်၍ပူပန်နေမိသည်အိနေချင်းဖြစ်လာပြန်တော့လေတန်ရောစင်နှင့် စေရနာဂယုနာများပေါ်ပေါက်လာရပြန်သည်ပေါ့ဆာဆိုသည့်ကလေးမ၏အမည်မှာ ခင်ခင်ဆန်းဖြစ်သည်ငယ်မီပေါ့ဆာဖြစ်ပေအပြိုပေါက်အရွယ်ရောက်သည့်အထိနှုတ်ကြိုးနေကြပေပြီအမေကိုယ်တိုင်ကပြုပြင်ခေါ်ခြင်းမပြုသောအခါကျမတို့မှသူ့နေသူခေါ်နေမိ၏ပေါ့ဆာငငယ်ကနဘောက်ရှိသည့်နာလာလာနှင့် နားကိုမီးတွင်တွေကပင်ဖောက်ထားသဖြင့်အပေါက်တွင်ရှို့ထားသောကြိုးစားကလေးမှလည်းလှုပ်ရှားသောအရွယ်တွင် ရှုံနေ၏။ထိုအခါကလေးကလက်နှင့်ဆွဲကြိုးစားကမိယာနှင့်ညီဖြစ်လာရကအနာဖြစ်လာသည်။ဤသည့်အမေဖြစ်သူမှဂယုမပြုလေသောအခါနှပေါင်းမှဆာ၍အနာဖြစ်ပြီးနားအုပ်ပိုင်းမှပြက်ကြကုန်တော်သည်။ဤခါ၌မူဖြစ်ပြီးသောအနာလိုပြတ်မပြေနိုင်တော့သောကြောင့်မပူပင်မြန်ပြီ။ သမီးဖြစ်သည့်ဖြင့်အချိန်တန်လျင်အိမ်နောင်တဲ့ယောက်ျားကတာဝန်ယူလိမ့်မည်ဟုဆိုသည်မခင်ဆန်းရီမှာအသက်16နှစ်ကအိမ်နောင်ပြုသည့်ဖြင့်အသက်32နှစ်တွင်တာကြီးမှာ15နှစ်ရှိပေပြီအားလုံးပေါင်းတာသမီး၈ယောက်ဖြစ်သည့်ဖြင့်တယောက်စီကိုဂရုမပြုနိုင်သည်မှလည်းမှန်ပေသည်တို့ရာတွင်တမီးအတွက်တာဝန်ကိုမခံမနိုင်သည့်တိလင်ယောက်ျားအားတာဝန်ပေးထားခြင်းကမူတာဝန်မဲ့လွန်ရကြသည် ထို့ကြောင့် လင်းမယူတာမမွေးတော့ကျမအမကပူပူပင်ပင်တာဝန်ယူ၍ကလေးမကိုဂန္ဒီစေယုံတို့ခေါ်သွားပြီးနားချုပ်ပေးလိုက်ရသည်ကျမအမမှာသူများကလေးနေမကောင်းလင်းတမျိုးလုံးစေးလိုက်ဝယ်ပေးတဲ့ဤမခင်ဆန်းရီသမီးနှုတ်ညာကလေးမှာမွေးကလေးကဖိထောင်သောယောဂါမျိုးမျိုးကြောင့်အသက်၃နှစ်ရှိပြီဖြစ်တော်လေလမ်းမလျှောက်နိုင်သေးပြီတဖုံးမှလည်းသွေးထွက်တတ်သဖြင့်ကျမအမသည်သူ့ဘာသာမဂဇင်းထဲ၌စေညွှန်ရှာပြီး ဖိုက်တာဇုံဝယ်ပေးလေသည် မခင်ဆန်းရီကမူသူ့ယောက်ျားအတွက်သာနေစဉ်အရက်ဖိုးထုတ်ပေးလေသည် ခလေးအတွက်ဆေးဝယ်ရန်ပစံကုန်မူမရှိဟုဆိုလေသည်သူ့ယူဆမှာအိရာတဲ့လဲမှဆေးလိုသည်ဟုဆို၏သူသမီးများမှာ ခင်ခင်ဆန်းဆန်းဆန်းထီလှလှထီဟူသောအမည်များရှိလင်ကစားပေါ့ဆာချစ်တူစသည်များဖြင့်ခေါ်၏ဒီအပြင် ခြေထောက်၌ဝဲအနယွတ်များရှိသောကြောင့် ပေါ့ဆာကိုဝဲထူဟူ၍၎င်း၊သွားခေါ်သောจิตူးကို ထော်လန်းဟူ၍၎င်း၊ညှက်သောလှလှထေးကိုညှက်စီဟူ၍၎င်း၊ထက်ဆင့်ကင်မွန်းတထားသည့်သဖြင့်အကြားမတော်သောကျမတို့လာတောင်းမှန်၍ပြင်ခေါ်စေရ၏။မခင်ဆန်းရီတို့မိသားစုမှကျမတို့အောက်ထက်အခန်း၌နေကြသဖြင့်အိနာပဝင်းကျင်းတရင်ကိုသူတို့ထံမှတဆင့်ကြားသေးရ၏။တရင်တော်မိသားစုပါပဲ။ခွေးမတယောက်၅ရောက်မြောက်ယောက်ျားယူပြန်သည် မလှရီတယောက်ယောက်ျားလွှဲယူလိုက်ရသည်စသည်စသည်တို့ကိုသူတို့ထံမှတရား၏ဟဲ့ပေါ့စခွေးမရဲ့အရင်ယောက်ျားရောဘာဖြစ်လို့လဲမသိဘူးကွဲသွားလို့ခုတော့သူတို့အိမ်ကိုလာလာနေတယ်ပလိတ်နဲ့ယူလိုက်တာပဲသူခင်များငငယ်ရွယ်နဲ့ကွဲအိမ်အောင်ဆက်ဆက်ပြောင်းရတာမကောင်းပါဘူးအိမ်အောင်ပြက်ဖို့ရင်အိမ်အောင်အစ်စ်သူကိုပိုးပြီးစဉ်းစားရတယ်အပြိုဘွားမှာအိမ်အောင်ပြက်ဖို့ကြုံခဲ့ပေမယ့် တခုလက်ဘွားမှာအိမ်အောင်ထက်ပြက်ဖို့ပိုးလွယ်တယ်။ဘာဖြစ်လို့လဲဆိုတော့တခုလက်ဆိုရင်ပမာမခန့်ပဲအလွယ်သဘောဆက်ဆံခြင်းနဲ့လူပိုများလာလို့ပဲ။အင်းတော့မိမဘွားများဖတ်တတ်တတ်ပဲ။အပြိုဘွားတော့ငါလဲနင်းကုံမရှုံးအောင်စဉ်းစားရတယ်။အเจ้าမတင်လို့အိမ်အောင်ပြက်ပြန်ရင်လဲမိရေးနှစ်ခါနာမဖြစ်အောင်စင်ကြင်ရပြန်ရော။အေးဒါကြောင့်နင်းတို့အပြိုကြီးဖြစ်တာပဲ။မိုးပြိုမှာတွေ့ကြောက်တဲ့တစ်တီတူးမာရီ။ အပြိုကြီးခွန်ကောက်ရင်နင်းတို့အရင်ဆုံးပေးရမယ်။ကျမသည်အိမ်နောင်ရေးကိုအပြည့်ရှူတော့မှဝေဖန်သောအခါမခင်ဆန်းရီသည်ညကသူ့ယောက်ျားအရက်မူးမူးနှင့်ကန်ထားသောခါမဒဏ်ရာကိုမေ့ပြီးကျမအားနောက်လေသည်။သူကကျမတို့ကိုအဝယ်စာဖြုံးတီးရကြုံမနှံဟုဆိုလေသည်။တနည်းဆိုတော့ရှိုးပြရချုံမနဲ့ဟုဆိုခြင်းပင်ခင်းဆန်းကြီးခွေးမဒီလိုဖြစ်တာ သူ့အဖေတာဝန်ရှိတာပေါ့နော်ဟဲ့ နင်းကဘာပူပြန်တာလဲသူ့အဖေကသူ့အမေတေးပြီးကလေးကသမီးနဲ့ရွယ်သူနောက်မင်းမထက်ယူပြီးတာသမီးတွေကိုမိနေတာပဲဟာအင်းလေးမိဘကတာဝန်ပြက်မှာတော့တာသမီးတွေဘယံမရာဖြစ်ရတော့တာပေါ့နင်းကခုမှအဆန်းလုံနေတယ်နင်းမသိလို့သာအကျော်ရောင်းနဲ့မခင်ကြီးရဲ့သမီးမလှရီလေးတောင် လင်လွှဲယူလိုက်ရပြီဘယ်နဲ့ဘယ်နဲ့လွှဲယူလိုက်ရတယ်ကျမတို့တန်းရကလည်းဖြစ်လိုက်မှဖြင့်ဆမ်းမဲ နင်တို့ဟာចောင်းសាអូថេតាសိတ်ဝင်စားနေတော့ဘယ်သိပါမလဲចំမာទីសាផាត់၍ខောင်းឈុកလာលៀងខောင်းရှင်းលោទោតបោនេធွေយ៉ាលីបាပြောយិនតិនសុងយ៉ាដាត់ទីធូខាមកបវិនចិនវិញអមុតយាបុយនីចောင်းទីយ៉ាអ៊ីမလှရီဆိုသူမှအဖေမရှိချေသူ့မိကမောင်ရွယ်နောက်ယောက်ျားကိုထည့်ယူပြီးအကြော်ရောင်ကျွေးသူဖြစ်သည်လင်ကိုပြုစုတတ်တော်လဲတမီးကိုဂရုပြုတတ်သူမဟုတ်ပေကျမတို့တန်လျာနှင့်မျက်ဆောင်တို့တွင် အလုတ်ကုမ္ပဏီတစ်ခု ဖွင့်ထားသောတက်တာချောင်ချီဆိုင်၌ခောက်ဆွဲတုပ်ရောင်းရင်ထိုဆိုင်မှအယောင်စေးတို့နှင့်ကြိုက်နေမှန်းကိုသာသိထားရ၏။ဤဒီမှာကျမသိထားသောမလှရည်ဤဇလံမင်းလွန်ခဲ့တဲ့တောက်ကြာနေ့ညကမလှရည်ရည်စားကခိုးမယ်လို့ချိန်နာရောအဲ့ဒီနေ့ညမှာအမျိုးသားကလည်းညဘက်ကိုရောင်ဆောင်တာဝန်ကြတော့အခက်ပေါ့မလှရည်ကလည်းချိန်ထားရမှာစောင့်နေမှာကိုဒီတော့ညလည်းရောက်ရော သူ့တငယ်ချင်းကိုအခေါ်ခိုင်းနေသူ့စားလီသူကတော့မနဲ့တာဝန်ပြီးမှထွက်နိုင်မှာဒီလိုနဲ့သူ့တငယ်ချင်းကမလှရီကိုတွားခို့တော့မနဲ့လဲလင်းရောအမျိုးသားကမလှရီကိုမယူနိုင်ပါဘူးဆိုတော့တာပါပဲသူကမယူနိုင်ရင်ဘာလို့ခိုးမယ်လို့ချင်းရတာလဲဟင်သူမထွက်နိုင်တာတော့လူစားလို့ခိုးခိုင်းပြီးတော့မှမယူနိုင်မှုတဲ့လားအဲ့ဒီလူစားလွတ်တဲ့ကိစ္စကပြဿနာပေါ်တာပဲဘလို့ကြောင့်လဲကျမတို့ နှစ်ပွင့်တစ်ခိုင်ဇလန်းကိုစိတ်ဝင်စားလာသည့်အလျောက်အလောတကြီးမေးလိုက်သည်ပထမတော့မလာရီစောင့်နေမှဆိုလို့ခိုးခိုက်မိမယ်တညာလုံးသူ့တငယ်ချင်းနဲ့အတူရှိမဲ့မလာရီကိုမလိုချင်တော့ဘူးလို့နောက်မှဖြစ်သွားတာပဲအစားခိုးရတဲ့လူကလည်းမိမရှိပြန်တော့အခက်ပေါ့နောက်ဆုံးအလုတ်ထဲမှပြန်ပြီးအထက်ကို ပေါက်တော့လူကြီးတွေကခေါ်ရှင်းပေးရတယ်ဒါပေမဲ့မလာရီအမျိုးသားကမယူနိုင်ဘူးလို့ပဲညင်းနေတာမို့ နောက်ဆုံးတော့အစာခိုးပေးတဲ့သူကပဲမယားကြီးကိုကြွားပြီးမလာကြီးကိုယူလိုက်ရတော့တယ်။နှုတ်မော်ရင်ကောင်မလေးမှာအခက်ပဲ။အခုရော မခက်တော့ဘူးလေလား။ကြိုက်တော့တယောက်ယူတော့တယောက်။ဒီထက်အိမ်တော်တစ်ခုကိုဖြိုးခွဲရတာဘလို့စိတ်မချမ်းသာစရာ ကောင်းတယ်လေ။ဒီလူကလည်းသူ့မိန်းမကို စိတ်ပြက်မတဲ့လား။ကောင်မလေးမှာခုနေနောက်ဆုံးရင်နာမည်ပဲပြက်မှာ။နောက်ကြလို့ဒီလူကမယားကြီးနဲ့ပြန်ဆက်မှာ။နောက်ဆုံးရင်အခြေအနေပိုဆိုးမှာ။ နေငါလဲဟဲခုဟာကလင်ကောင်ပေါအောင်ယူရတာပေါ့ဒီအထိတွင်နင်တို့အပြိုကြီးကိုစောင်းနေရမှာပေါ့မမိုးရဲ့မခင်ဆန်းရည်သည်သူ့တဘာဝအတိုင်းတရင်စကားဆုံး၌ရည်စရာနောက်လျှော့လျှော့တော်လိုက်လေသည် ကျမမှာမတော်နိုင်မီသူများကိစ္စအတွက်မပူပင်ချစ်လျက်နဲ့မိန်ကလေးတယောက်ဤရှေ့ရည်အတွက်ရင်မောနေမိသည်လင်ကောင်ပေါ်ရန်ဟူသောအယူအဆကြောင့်ကွယ်တဲ့ရင်ကွာတဲ့ရင်ပေါ်များနေခြင်းပင် မိန်ကလေးများသည်အများအားဖြင့်သူနှင့်မျက်ရည်တုတ်ကြရမှလင်ကန်ဆိုးလေခြင်းဟုငိုကြသည် မဖြစ်မီကမူအကိုယောက်ျားသားများနှင့် ပြိုင်မှရဲသောတတိရှင်များဖြစ်ကြ၏မိုင်မိုင်မဲမဲစူးပုံနှင်း၍စူးစူးမှကံကိုရိုးမဲဖွဲအပြစ်ပုံချတတ်၏တကယ်ဆိုမူကြားရဲရာကြမှာမယိုးသားပေအိနီးချင်းများ၏တရင်ကိုကြားရတိုင်းရင်မောလာ၏တို့ရာတွင်တယောက်တည်းမနေဘဲ ပဝင်းကျင်၌နေရသည်သဖြင့်ကိုယ်တရင်သူကြားသူတရင်ကိုကြားနေကြရ၏အလုသမားတန်လျာမှနေရသဖြင့်တန်လျာဇလံများကို မျက်စိနှင့်မြင် နားနှင့်ကြားနေရပေသည်ထို့ရာတွင်အိမ်တရင်ကြောင့်မြည်မြပင် စိတ်မချမ်းသာရလင်ကစားကြောင်းရောက်၍စိတ်ကလေးများကိုလိလာခြင်းရောက်လျင်မူရွှင်မြူရစမြဲပင်တမီးရေမော်တော်ကားတွေမီးစိမ်းပြရင်တွားရတယ်နော်မီးစိမ်းရောင်နဲ့မြက်တွေအယောင်တူးသလား တူတယ်တီချဒီလိုဆိုမြက်တွေကဘာយ៉ាងလဲအစိမ်းရောင်ဟုတ်တယ်သမီးရတော်တော်တတ်တာပဲကဲဒီနားတွေမှာမြက်နဲ့အယောင်တူတဲ့အစိမ်းရောင်ပစ္စည်းတွေကိုရှာနော်ပြီးတော့တီချကိုပြော့ပြစကားပင်မပီတတ်သေးတော့လဲတီချဟုအတန်ကြည်ကြည်ဖြင့်ခေါ်ရတော့ကလေးများနဲ့တွေ့လျင် စိတ်ကြည်နူးချမ်းသာရသည် ဝါဆိုဝါကောင်းရေတွေကြည်လို့တပြေးသီးမဲ့ကောက်ဆို့ကွယ်ဟူသောတံပြိုင်တေးကိုကြားရလျင်တာယာညင်ညောင်းရသည်စက်တန်းဂိတ်သို့ရောက်လျင်တချင်းတန်ဆူညံနေပြန်သည် ထို့ကြောင့်ဝင်းထဲသို့ထ ਾਇ ရိုက်မဝင်သေးပဲဝင်းရှိမြောင်းပေးရှိတစ်ပင်ကလေးများနှင့်အလုရှုံနေသောจิตူးကိုတည်င်းမင်းမိသည်ဟိုဘက်ကအမိဆိုတဲ့အမှ မနက်ဖြန်မင်္ဂလာဆောင်မှာမို့ဒီနေ့ကလေးကပြင်ဆင်နေကြတာပါဟေးဘေးကအမိလေအမကလည်းလေအရင်ကခေါင်းဝင်းပြပြနဲ့ကြောင်းသွားနေတာလीဩခုတလောကြောင်းမသွားတော့လို့တနေ့ရနေတော်တော်သူ့အမေကိုမေ့တဲ့ကောင်းပါလိလားဟုတ်တယ်အမအဲ့ဒါမနက်ဖြန်သူ့မင်္ဂလာဆောင်တော့မေးလူကြီးကသူ့အိမ်မှာသမင်းလာကပေးစားတယ်လူဝဲအိမ်ကပေးစားတာလေအမ အေးအေးငါသိပြီဒါနဲ့နင်တို့ဒီမှာဘာလုပ်နေတာလဲပန်းလေးတွေလှလို့လိုက်ခုနေတာပါဒီမှာကြည့်ပါလားအမပန်းဝါလေးတွေကလှတယ်နော်အမယူမလိုက်ချစ်တူးကခုပြီးသားပန်းလေးငါးပွင့်ကိုလှမ်းပေးသဖြင့်ကျမလည်းအမှတ်တမဲ့ယူထားလိုက်သည်ခြေလန်းကအိမ်တို့လှမ်းနေတော့လဲမျက်လုံးကမနှက်ပြန်မင်္ဂလာဆောင်မြေမင်္ဂလာနေအိမ်တို့ကြည့်မိ၏အမိဆိုသူမင်းကလေးမှာငငယ်ရွယ်ရွယ်ပင် ခါဝင်ပြပြကလေးနဲ့ကြောင်းသွားနေလေးရှိ၏ကြောင်းသွားသည်ကိုမတွေ့ရသည်မှာတလားမျှသာရှိ ਉਮ ည်ခိုးအိမ်နောင်သည်ဖြစ်တော်မည်အသက်မှာလည်း၁၄နှစ်ခန့်သာရှိ ਉਮ ည်သူကပင်ယောက်ျားယူခြင်း၍လားအိမ်ကပင်လူကောင်းတွေ့တော်နေရာချထားလို၍လားဘာကြောင့်မဲဖြစ်ဖြစ်ဒီရွယ်၌မူအိမ်နောင်မပြုတင်သေးပေအိမ်တွင်ထမင်းလာခပေးစားသူဖြစ်ပါကနီးစံနိုင်ပေလိမ့်မည် ဒါကြောင့်အခြေအနေအရပေးစားရခြင်းလည်းဖြစ်နိုင်၏။တကယ်မို့သားသမီးများမဖြစ်တင်သည့်ကိစ္စမဖြစ်ရအောင်ကြိုတင်ဆင်ခြင်ထိန်းသိမ်းရမည်တာဝန်မှာသမီးရှင်မိဘများဖို့အကြီးလေးဆုံးဖြစ်သည်။ဤဆက်၍မှားယွန်းတတ်လျင်သမီးပြိုရှိပါကသစိမ်းတရံဆန်းကိုလက်မခံသင်ပေ။သမီးလေးမှာငယ်ပင်ငယ်တော်လေအမားကမူလူမရွေးအရွယ်မရွေးဖန်ဆားတတ်၏။မိဘကကြည်ပြူ၍ပေးစားရခြင်းဆိုပါကလည်း အတော်ပင် အလျင်လိုလွန်တော်မိပါပင် အရွယ်မရောက်သေးသောနုနုငယ်ငယ်သမီးကိုចောင်းစာချာမှဆွဲထုတ်ပြီးအိမ်မှုကိစ္စများတွင်နှစ်သွင်းပုံချခြင်းတသက်သာဖြစ်သည် အိမ်နောင်ပြုပါကသားသမီးများကိုမြည်တို့ထိမ့်သိမ့်သိနေများနားမလည်သေးပါကအိမ်နောင်ပြုခြင်းမှာအပြစ်တသက်သာဖြစ်သည် သားသမီးမှလည်းတွန်သင်မှုမရပဲအကွက်မဲ့ចမ်းသာဖြစ်ရပေတော်မူသားသမီးရလာလျှင် ကျွေးဖို့ထက်မွေးဖို့ခက်လာလေးစွာနောက်လဲအလိုက်ထိုက်ပေါ်နှက်ထွင်းနဲ့ကရင်းမယ်သူဆန်ရှိလို့လာတာလာပါစေစသည်စသည်များဖြင့်ကျွေးမှုကိုသာမိဘတာဝန်ဟုယူဆနေကြသောမိဘများမှပေါက်ဖွားလာပါက အရွယ်မတိုင်မီရည်စားစားပေးတတ်မည်အိမ်တော်မှုပွေပေးမည်ပညာပေးရမည်မိဘကချွေရင်းနေပါကသားသမီးမှမြည်သည့်နည်းနဲ့မျှမလိမ္မာနိုင်ချေ အရွယ်ငယ်ငယ်နဲ့အိမ်တော်မှုကိုနားမလဲသေးပဲလင်းယူသားမွေသောအမိဤကလေးများပေါက်ဖွားကြည်ပြင်းလာပါကပဲပဲကိုစားပေးသောတန်ချောင်းကဲ့သို့ကလေးစိုးများပေါ်ပေါက်လာရမည်ပင်မနှက်ဖြန်တပတ်မိခင်ဖြစ်မည်အမိထို့နောက်တန်ချောင်းခွေးမမလှရီစသောသူများသည် အဆက်ဆက်ရှိပေသည် ကျမလည်းစိတ်မောမောနှင့်လက်ဝဲကင်ထားသောပန်းကိုနမ်းလိုက်မိသည်မမွေးသည်ဖြင့်ကြည်လိုက်တော့မှ ကျောင်းကကျမရလာတော့ပန်းမဟုတ်ပဲစဝိုင်းရှိ၌ဂျစ်တူးပေးလိုက်တော့အလေးကျပန်းဝဝကလေးများဖြစ်နေမှန်းသိသည်စတန်းရှိတွင် အလေးကျပန်းမင်များမှအများပြပင်ပန်းကလေးများမှလည်းဝဝပြပြကလေးများဖြစ်၍ချစ်စရာကလေးများတို့ရာတွင် မမွေချီကျောင်းမှရလာတော့ပန်းမှကျမလေးလာရတော့ကလေးမှအေးအေးခုပေးလိုက်သည့်ကျောင်းဘေးဥယျာဉ်တွင်ရှိပန်းချုံမှစပယ်ပန်းဖြူဖြူများပင် ကားအဆင့်တက်တွင်ကြကြံရစ်ခဲ့ပေသည်ထို့ကြောင့်အိမ်သို့ရောက်တော့အေးအေးပေးလိုက်သော စပယ်ပန်းအစာချစ်တူးပေးလိုက်သော အလေးကျပန်းသာရှိနေရခြင်းဖြစ်၏မြည်တော်ပင်ဖြစ်စေပန်းကလေးများကို ကျမချစ်သည်ကြီးပင်အိမ်လေကားသို့ရောက်လျင် မင်္ဂလာအိမ်မှသချင်းတန်ပြန်လွင်လာသည်ပန်းဥပမာပေးရသောဩဇာမြေဆွေတပ်ပြီးမှလျင်ပန်းများမပွင့် ပန်းများမလှပန်းများမမွှေးတော့တီတို့သာပင် ားဆင်ပေးခဲ့တာအလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။